ားနဲ့ကားနဲ့ပတ်သက်ရင်ကျွန်တော်တခါမှမမြင်ဘူးကိုရိုနာလာဝင်ဖြစ်စီရအဲ့ဒါအဲ့ဒါအရင်ကဆိုကားကိုကွအရင်ကြိုက်တယ်ဆိုတော့အော်မေဝယ်တယ်ပြီးရင်ကျွန်တော်တို့ကြတော့ဟိုကားအကြောင်းနားမလဲတော့ဝယ်ပြီးရင်ပြီးရင်ကျွန်တော်ကအေးရောင်းလိုက်ခင်ဗျားဒီစေးပေးလဲအေးရောင်းလိုက်ရတယ်ယူယူပါကားနဲ့ပတ်သက်ပြီးတော့အဲ့လိုမျိုးအရင်ကကားတွေလို့ ူတော့ဘိန်းတွေအစားဘိုက်ကအစားမီးတွေစိန်တိုင်းစီးလုံးစတေကာကတ်ထားတဲ့အခိုက်တန်တွေကိုကျွန်တော်ကလေးလုံးကပေါ့အဲ့လိုလုပ်ခဲ့တာရောရှိပါအဲ့လောက်ပါပဲအရင်တော့ကား crazy အရင်ဖြစ်တယ်အရင်တော့ဆိုပြိုင်ကားတွေအရင်စီးကျင်တယ်ပြိုင်ကားတွေမောင်းခဲ့တယ်ဒါပေမဲ့အသက်အရွယ်တကူရလာတဲ့အချိန်မှာအဲ့လိုကိုခီးသွားဖို့အဲ့လိုအဆင်ပြေတဲ့ကားလောက်ပဲကျွန်တော်ကရွေးချယ်တယ်ပေါ့လားလုံးပြုံးလေးများလုံးညံ့တဲ့ခံပေါ် ဆက်ရှောက်ပြီးတော့တမီလေးကိုမိပါချိုတဲဖို့ထမ်းနိုင်တဲ့တမီကောင်းလေးဖြစ်ပါစေ။ကျွန်တော်တို့အဓိကတော့ကျွန်တော်တို့ရေချက်လေးကတော့ကျွန်တော်တို့တက်ဆက်သွယ်တဲ့ကာရှာမာလေးကမမန်ဆေးရမယ်၊ဒီမမန်ဆေးရမယ်။အဓိကတော့ကျွန်တော်တို့ကကျွန်တော်တို့စားပစ်လို့ရတဲ့ကျွန်တော်တို့စေနာအရင်ခံရပေါ့နော်။ဝယ်တဲ့ကာရှာမာတော့စိတ်ချမ်းသာဖို့အဓိကပေးရပြောင်းတယ်။ကျွန်တော်အခုချိန်ဒီပေါ့ဒီရှိရတဲ့ဒီနေရာ။ကျွန်တော်တို့ Corona Business Group Company ရဲ့ဟုတ်လား တွေ့ရဖို့ဖြစ်ပါတယ်ဟုတ်ဒီချောင်းလာကတော့2018လောက်ပါပေါ့နော်ကျွန်တော်တို့ရဲ့ရည်ရွယ်ချက်ကတော့လူတိုင်းကားစီးနိုင်အောင်ဆိုတဲ့ရည်ရွယ်ချက်နဲ့ကျွန်တော်ဒီချောင်းလေးဖြစ်ပါတယ်ခါ ီမှာဆိုရင်ဒါကားဆိုရင်အိမ်သုံးကားအပြင်ယုံကားတွေလည်းရှိတယ် EV တွေလည်းရှိတယ်တခုကြိုက်တာကိုလို့ခုနပြောသလိုအခုနဲ့မှပြောသလိုပဲလူတိုင်းကားစီးနိုင်အောင်ဆိုပြီးကျွန်တော်အရေးကြွယ်လို့ရအရေးကြွယ်လို့ရဆိုအရန်အဆင်ပြေတယ်ချို့ဆိုရင်ဒါလုံးကလေးမပေးနိုင်တဲ့လူတွေအတွက်ကြောင့်အရေးကြွယ်ဒါကိုတို့ကဆောင်ရွက်ပေးတဲ့အတွက်အဆင်ပြေတယ်ဒါရင်ကားတွေမဟုတ်ဘူးဒါတိုက်ခန်းတွေမြေတွေကွန်ဒိုတွေပါအခုကဟုတ်လားဒါလုပ်ပေးသေးတယ်တရားဝင်ဆောင်မှုတွေလုပ်ပေးဆိုတော့ဒါပါပဲပြီးတော့လူတိုင်းကားစီးနိုင်မယ်မဟုတ်လူတိုင်းအိမ်မှာပိုင်နိုင်မယ်ဆိုတဲ့ဟိုးရနာဖြစ်ပါတယ်ဒီပါ Do you? အဓိကတော့ကျွန်တော်တို့ရည်ရချက်လေးကတော့ကျွန်တော်တို့ဆက်သွယ်တဲ့ customer တွေကမမန်စီရမယ်၊ဒီမန်စီရမယ်။အဓိကတော့ကျွန်တော်တို့ကကျွန်တော်တို့ service လုပ်ရတဲ့ကျွန်တော်တို့စေတနာအရေးခံတာပေါ့နော်။ဝယ်တဲ့ customer တော့စိတ်ချမ်းသာမှုအဓိကပေးရပြောင်းပေါ့။ကျွန်တော်အခုချိန်ဒီပေါ့ရရှိရတဲ့နေရာ။အခုမှဒီမားတို့ကတော့မားတို့ရဲ့ရည်ရချက်ကြီးကတော့ဒီတိုင်းဒီကစီနာရမယ်ပြီးလို့ရှိရင်မားတို့ဒီမှာတစ်ခါဝယ်ဖို့ရင်မားတို့ကအကုန်လုံးကရင်းနှီးဆုံးမှုတွေဖြစ်သွားတာမားတို့က ား after service ရအရင်ကောင်းတာပေါ့အဲ့ဒါကောင်းအောင်မယ်ဆိုရင်ပိုရနာသတိရတယ်ရအောင်ပိုရနာပဲအဲဘယ်ပါပဲသူကကားဝယ်ခြင်းပိုရနာပဲသူကသတိရနေပြီတယ်မအားလို့ဆိုလို့ရှိရင်အကုန်လုံးကဒီသားစုလို့ဖြစ်သွားတယ်မအားလို့ဒီမှာကားတစ်ခါဝယ်ပြီးမအားလို့ဒီသားစုလို့ဖြစ်သွားတယ်ကဲ ရောင်းပြီးရင်ပြီးပြီးရောဆိုတော့မဟုတ်ဘူး။ရောင်းပြီးသွားတဲ့အချိန်မှာနောက်ထပ်ဒါဝင်ဆောင်မှုတွေပေါ့နော်ဒီကားနဲ့ပတ်သက်တဲ့ဝင်ဆောင်မှုကပြန်လဲကျင်တာပဲဖြစ်ဖြစ်ပြန်ရောင်းကျင်တာပဲဖြစ်ဖြစ်ဒါဒီ folder နာမှာကျွန်တော်ပြန်ပြီးတော့ဒါပြန်လှုပ်ဆောင်ပေးတယ်ပေါ့အဲ့လိုမျိုးဆိုတော့အဲ့လိုအဆင်ပြေတော့ကျွန်တော်တို့ကားစီးမယ်ပြန်ပြန်လဲမယ်ဆိုရင်လည်းဒါအခုလိုချိန်မှာပြန်ပြီးတော့ဟိုဟာဥမာကိုကားရှိတယ်ကွာရောင်းမှုခန့်နေရဆိုရင်အခုလိုအဲ့ကားကို trading နဲ့ပြန်လုပ်ပေးတယ်အဲ့လားလည်းအရင်ကောင်းတယ်ဟုတ်ဆိုတော့ကျွန်တော်ကတခါညကားလဲကျင်တယ်ဒါပေမဲ့ကားလဲကျင်မယ်ကိုကားရောင်းထွက်မှနောက်တစ်စီကိုလဲရမှာအဲ့တော့အဲ့လိုမျိုးကြာရင်ဒါအခုကိုသူရတော့ရတယ် သူတို့ကလည်းပြန်ပြီးတော့ထွက်ကင်လုပ်ပြီးဆိုအဲ့ဒါအရင်အဆင်ပြေတယ်ပေါ့ဟုတ်ဆင်းရှားပြီးတော့တပီလေးဒီတဲ့ဆက်စတဲ့ဘိုးတို့တက်ပြီးတော့ပညာတတ်ချင်းဖြစ်ပြီးတော့နိုင်ငံကျိုးလူမှုကျိုး ာသမီးချိုမိဘချိုတဲဖို့ထမ်းနိုင်တဲ့တတိကောင်းလေးဆက်ကြတာကျွန်တော်တို့ရှင်မှာကျွန်တော်တို့ကဆက်ပေးတဲ့အပိုင်းမှာကျွန်တော်တို့ရှင်မှာဝယ်တီးဖြစ်ဖြစ်ဝယ်တီးပဲဖြစ်ဖြစ်ကျွန်တော်တို့ရှင်ကိုရောက်လာတဲ့ကန်ဆာမှာကိုကျွန်တော်တို့အားလုံးအစားဆုံးကျွန်တော်တို့ကလိုလိုလေးမရှိပူညီဆောင်ပေးတာကျွန်တော်ရဲ့စိတ်ထားတာပေါ့နော်ဟုတ်ပြကျွန်တော်တို့ကော်မတီတခြားနာလေးက connect ရှိပါပြီဒါပေမဲ့ကျွန်တော်တို့ကကားလုပ်ငန်းကိုဆက်လုပ်တာတော့ကျွန်တော်2015လောက်တည်းရလို့တာပါဒါပေမဲ့ကျွန်တော်တို့ကျွန်တော်ဘန်နေနဲ့ပတ်သက်ပြီးတော့ကျွန်တော် dealer partnership အနေနဲ့ကျွန်တော်စောင့်တာတော့ connect ရှိပါပါ ခုနလိုပေါ့နော်ကျွန်တော်ကအဓိကကျွန်တော်ကကားတစ်ခုကိုဝယ်လိုက်ပြီဆိုရင်ကျွန်တော် after service ပေါ့နော်ဒီဝယ်ပြီးတဲ့အချိန်မှာနောက်ပိုင်းမှာကျွန်တော်တို့ဘာလေးတောင်းဝင်ယူမလဲပေါ့နော်အဲ့ဒီပုံမှာမူတည်ကျွန်တော်ဒီကားရှိုးနေတဲ့ကားရဲ့ဒီ service ဝန်ဆောင်မှုတွေကိုကျွန်တော်ကြည့်တာပေါ့ကျွန်တော်ဝယ်တဲ့ဒီ customer ဘက်ကအဲ့တော့အကူလို့ကြားလာဒီလိုမျိုးဥစ္စာတွေဥပမာကျွန်တော်ကားတစ်စီးဝယ်လိုက်တယ်အဲ့ကားရဲ့နောက်ပိုင်းအိစားဝါးဝါးစားအကူလို့တောင်းဝင်ယူတယ်ပြီးတော့ဒီကားကိုပြန်လဲခြင်းနေဆိုရင်ဒါအကူအကူတို့ဒီ foreigner တောင်းဝင်ယူပြီဆိုတော့အဲ့ဒါကတော့အရင်ကျွန်တော်တို့အတွက် customer တွေအတွက်အားတာတဲ့ချက်ပေါ့နောက်ပြီးတော့အရေးကြအရေးကြဆိုရင်ကျွန်တော်ကအာ တော့အရင်အကုန်လုံးတော့ဒီစီရမလို့အခုတော့ဘာလိုလဲဘာလိုလဲဆိုတော့အဆအဆအဆဆုံရှင်းပြလဲပြီးရင်ဒီဘန်နေနဲ့တေချာချိတ်ဆက်ပြီးလဲဆိုတော့ကျွန်တော်တို့ကအရင်ဆင်ပြလာပေါ့ဟုတ်ပါဘူး။အဲ့မပြောရသေးဘူး။မပြောရသေးဘူးမပြောရသေးဘူးမပြောရသေးဘူး။အဲ့ဒါတော့ပြောရသေးဘူး။ကျွန်တော်တို့ကကားမြေထပ်လာပါပေါ့နော်။မင်းသားဆိုတော့ကားမြေထပ်စီရော။ ျွန်တော်ကအဲ့လိုမျိုး SUV တိုက်တယ်ကြိုက်တယ်ခရီးသွားတာများတဲ့အတွက်ကျွန်တော်အဲ့လိုအမြင့်သေးတယ်ပေါ့သူကြိုက်တယ်ဟုတ်ကားအမြင့်ကိုမောင်းရတာကိုကြိုက်တယ်ဟုတ်ဟုတ်အငယ်တော့ကား crazy အရင်ဖြစ်တယ်အရင်တော့သူပြိုင်ကားတွေအရင်စီးကျင်တယ်ပြိုင်ကားတွေမောင်းခဲ့တယ်ဒါပေမဲ့အသက်အရွယ်တကူရလာတဲ့အချိန်မှာအဲ့လိုကိုခရီးသွားဖို့အဲ့လိုအဆင်ပြေတဲ့ကားလောက်ပဲကျွန်တော်ကရွေးချယ်တယ်ပေါ့အဲ့ အခုဆိုရင်ဒါအကိုနဲ့ခင်သွားဆိုကနောက်ဆိုရင်ကိုကြီးကကျွန်တော်ကြာကားခဏခဏဟိုစီးနေရတယ်ပြီဆိုတော့တခုဆိုအကိုနဲ့တိုင်ပင်ပြီးတော့ဟာတခုဒါတော့စီးတင်တာဒါမျိုးကလို့တယ်ဘာလို့ဆိုတော့ကျွန်တော်တို့ကဟိုဒီကားကောင်းမကောင်းဆိုကျွန်တော်ကမသိဘူးကျွန်တော်ကဟိုကားက crazy ပဲဖြစ်တာဒါကားလောကမဟုတ်ကြဆိုတော့မသိတဲ့ကြဒီလိုမျိုးကတက်ကြွနဲ့အကိုနဲ့တိုင်ပင်လိုက်ဆိုတော့ညီလေးဒီကားတော့စီးတင်တယ်ဒီကားကတော့မစီးတင်ညီလေးနဲ့ကြိုက်တယ်ဆိုတော့အဲ့ဒါကျွန်တော်တို့တက်တော့ဘယ်လိုဝေးနဲ့ခင်မင်ရတာတော့ဖောင်းတာပေါ့ဟုတ်ကားနဲ့ကားနဲ့ပတ်သက်ရင်ကျွန်တော်တခါမမြင်ဘူး ကိုရနာလာဝယ်ပြစီရအဲ့ဒါအဲ့ဒါအရင်ကဆိုကားကိုကွာအရင်ကြိုက်တယ်ဆိုတော့အော်မော်ဝယ်တယ်ပြီးရင်ကျွန်တော်တို့ကြတော့ဟိုကားအကြောင်းနားမလဲတော့ဝယ်ပြီးရင်ပြီးရင်ကျွန်တော်ကအေးရောင်းလိုက်ခင်ဗျားဒီစေးပေးလဲအေးရောင်းလိုက်ရယူယူပါအဲ့တော့ကျွန်တော်တို့ကအဲ့ဟိုကားနဲ့ပတ်သက်ပြီးတော့အကျိုးအမြတ်ဆိုတာကျွန်တော်တခါမှအဲ့လိုမျိုးဟိုမခံစားကြရဘူး ဥမာကိုဝယ်ပြီးရင်ကျွန်တော်အသွေးထဲမှာကြောင်းငါဝယ်ပြီးငါဘယ်တော့အရှုံးခံရတော့မယ်အဲ့လိုမျိုးပဲတွေးထားတာပေါ့နော်အဲဒါပေမဲ့နောက်ပိုင်းကျဒီလိုဟိုနဲ့ခင်သွားပြီဆိုတော့ကိုကကားတစ်ခုလုပ်မယ်ဆိုတော့အခုလုံးနဲ့အရင်တိုင်းအခုဒါကတော့ကျွန်တော် trade in လုပ်ရှင်တယ်ဒါကတော့ဒီလိုလုပ်ရှင်ရယ်ဘယ်လိုမျိုးကျွန်တော်တို့ကောင်းမလဲဆိုရယ်အဲ့လိုမျိုးလေးဒါအခုတို့ကအကြံဉာဏ်ပြီးတော့ဒါကျွန်တော်တို့ကအရင်ကောင်းပါတယ်ဟုတ်အဲကားနဲ့ပတ်သက်ပြီးတော့အဲ့လိုမျိုးအရင်ကကားတွေလိုဘောဘိန်းတွေအစားဘိုက်ကအစားမီးတွေစိမ့်တာကြီးစီးတုံးစတေကကတ်ထားတဲ့အခိုက်တန်တွေရောကျွန်တော်ကလေးတုံးကပါလို့လုပ်ခဲ့တာရောရှိပါတယ်အဲ့လောက်ပါပဲဟုတ် ရှုံးတာပေါ့အားတော်တော်များများရှုံးပါလေတော်ရှုံးပါလေဟိုဆိုကိုကအဲ့လိုမျိုးခုနကလိုပြောတာဒီလိုအကိုရင်းနဲ့ခင်သွားတယ်ဆိုရင်တော့ကျွန်တော်ရှုံးကြီးမှရှုံးမှာဖြစ်တော့အခုဆိုရင်ကျွန်တော်ကကျွန်တော်ကလဲကျင်တယ်အကိုကမြတ်တွေ့တာအကိုကျွန်တော်ကတည်းကလဲကျင်တယ်ဘယ်လိုဘယ်လိုပဲအကိုအကျဉ်းချင်းမြေကြီးဒီလိုလိုလောက်ဒီလိုလိုလောက်အဲ့လိုမျိုးအရင်တော့ဆိုကျွန်တော်စိတ်နဲ့ဆိုရင်တော့ကျွန်တော်ဟာဘူးပေါ့နော်တော့ လုံးနဲ့ပြေးလိုက်မယ်ဝယ်လိုက်မယ်အဲအဲ့လိုမျိုးလုပ်လိုက်မယ်ဒါပတ်ဆံကိုပြန်စုမယ်ပေါ့ဒါပေမဲ့ကိုလိုရှင်းပြတဲ့အချိန်မှာဒါကျွန်တော်တို့ဒီလိုအရေးကြီးအဆိုကျွန်တော်တို့အားအားနေချင်အတားကြက်တွေရှိတဲ့အတွက်ဒါကကျွန်တော်တို့အတွက်အရန်ကိုအဆင်ပြေသွားတာပေါ့တဲ့ဟုတ်တယ်အမှန်တိုင်းပြောရင်ကျွန်တော်တို့ကားသီးရောင်းမယ်ဆိုကျွန်တော်ခုနကျွန်တော်ကျွန်တော်ထရမ်မာမကားသီးရောင်းရင်ငါဘယ်လောက်ရှုံးရမလဲဆိုအတွေ့အကြုံဒါပေမဲ့အဲ့လိုမျိုးအတွေ့အကြုံအမှငါသွားပြီးတော့ကားကိုပြေးလိုက်မယ်ဆိုရင်ဟိုငါ့ကိုဘယ်သူမှမ ဂျင်းထည့်ပြီးတော့ဖွဲ့သွားမယ်ဂျင်းနဲ့ရောင်းဒါကတော့အမှန်ကြီးချင်းအဲ့တော့အကုန်လုံးကျတော့ဒီ showroom လည်းရှိတယ် foreigner company တွေရှိတယ်ဆိုတော့တောင်းတောင်းသူတို့ရဲ့8နှစ်တာတိစောက်ထားတဲ့ image ကြီးရှိတယ်အဲ့ဒီတည်းဒါကျွန်တော်တို့ customer တွေပေါ့သူတို့တွေလက်လွတ်စပယ်မလုပ်ဘူးသူတို့အသေးချာလေးဒါ training ဆိုတဲ့တင်းတင်းနဲ့ဈေးနှုန်းနဲ့သူတို့ညှိနှိုင်းမိတယ်အဲ့ဒါရန်ကောင်းပါတယ်ရှင်းဆက်သွားကြတော့ဒီ customer အားလုံးကိုကျွန်တော်တို့ foreigner ကတွေ့ပြီးတော့ရှေ့အနာဂတ်တွေရောတဲ့အနာဂတ်တွေတင်းအိမ်မက်တွေအကောင့်နဲ့ပေါ်နေဖို့ foreigner နဲ့ဆက်သွယ်ပါဆိုကျွန်တော်တို့ဖိတ်ခေါ်ချင်ပါတယ်နော် တကယ်ပါအဲ့တော့ဘာပြောကျွန်တော်ဒီလိုဒါကားလူတိုင်းတော့ကျွန်တော်မြန်မာနိုင်ငံမှာလူငယ်တော်တော်များများလူကြီးတော်များအကုန်လုံးကတော့ကားဟို crazy ဖြစ်ကြပါတယ်အဲ့တော့ကားဝါနာပါတဲ့လူတွေပဲဖြစ်ဖြစ်ကားလဲကျင်တာဖြစ်ဖြစ်ကားဝယ်ကျင်တာဖြစ်ကားရောင်းကျင်တာဖြစ်အကျွန်တော်အခုပြောတာကားနေမဟုတ်ပါဘူးကျွန်တော် four runner မှာဆိုရင်ကျွန်တော်တိုက်ခန်း control မြည်အဲ့ဒါအဲ့ဒါတွေကခုနလိုပေါ့နော်အရေးကြီး assistant တွေရှိပါတယ်အဲ့တော့ four runner မှာလာပြီးတော့ကျွန်တော်ဟိုဝယ်တာမဝယ်တာနောက်မှထားပါအခုနဲ့လာတိုင်းပြီးဆွေးနွေးလို့ရပါတယ်ဟုတ်ပါကျွန်တော်ဖိတ်ခေါ်ပါတယ်